တန်းတလာရာဒီပွားများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီသနှစ်လုံးစာအတွက်အလောက်ကိုင်းငွေချေးအချစ်ရေးကျမ်းမာရေးအပြင်ပညာရေးတို့ကိုပါဖော်ပြပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျမေယာဒီပွား Pisces များအတွက်2025ခုနှစ်အော်တိုဘာလ တလားစာဟောဇရန်ကိုကျွန်တော်ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျပထမဆုံးအနေနဲ့အချစ်ရေးအကြောင်းကိုပြောပြပေးပါမယ်ခင်ဗျဒီလမှာအချစ်ရေးတွင်အရေးကြီးသောဆုံးဖြတ်ချက်များချမှတ်ရန်ဒုက္ခချမ်းသာနှင့်စိတ်ခံစားမှုဆိုင်ရာတည်ငြိမ်မှုများကိုဦးစားပေးရန်အတွက်အရေးကြီးပါတယ်အကျုံးမပြုတော့တော့ဆက်ဆံရေးများကိုလက်လွတ်ရန်နဲ့လူ widetilde များနဲ့တွေ့ဆုံရန်ပွင့်လင်းစွာနေရန်အချိန်တန်ပါပြီတို့တော့လေလားလေပိုင်းပတ်ဝန်းကျင်တွင်မမျော်လင့်ထားသောပြဿနာများ အထူးသဖြင့်ရေရှည်ဆက်ဆံရေးများတွင်ကြိုတင်ပြင်ဆင်ထားပါလာဤနောက်တစ်ဝက်ဒီကောင်းမွန်နေစေဖြစ်တော်လဲအသေးစိတ်ညှိနှိုင်းမှုများလိုအပ်နိုင်ပါれကောင်းမွန်သောဂျိုတို့ဤအထောက်အပံ့ဖြင့်ချစ်ချင်းမေတ္တာနှင့်ဂရုစိုက်မှုကိုပြတာပြီးဤအခွင့်အရေးကိုအကောင်းဆုံးအလုံးချပါလက်ကုံပိုင်းပတ်ဝန်းကျင်တွင်အနားယူပါတဘာဝတောတောက်များတွင်အနားယူပါမိမိကိုယ်ကိုပြန်လည်ဆန်းစစ်ခြင်းဆက်ဆံရေးအစ်စ်များနှင့်ဆက်ဆံရေးတိုးတက်မှုများကိုဥတီလာပါလိမ့်မယ်စိတ်ခံစားမှုဆိုင်ရာ ငြိမ်ရေးခိုင်မာသောစိတ်နဲ့ပုံမနှက်ဆိုင်သောဆက်တွယ်မှုများကိုဝိမှုနိုင်မိဖြစ်ပြီးပြည့်စုံပြီးချစ်ချင်းမြတ်တာရှိသောဘဝအတွက်အခြေခံအုံမြင့်ချပေးမှဖြစ်ပါတယ်ဆက်လက်ပြီးကျမ်းမာရေးအကြောင်းကိုပြောပြပေးလိုပါတယ်ခင်ဗျလအစတွင်ကောင်းမွန်သောကျမ်းမာရေးဖြင့်စတင်မည်ဖြစ်ပြီးစိတ်ဓာတ်ခွန်အားနှင့်စွမ်းရည်ကိုမြင့်တင်ပေးတော့ကြောင်းလက်ကျန်အလုပ်များကိုယုံကြည်မှုရှိစွာကင်တွယ်နိုင်ပါလိမ့်မယ်တပြိုင်နက်တည်းအလုပ်များစွာလှုပ်ဆောင်ခြင်းကစိတ်ပင်ပန်းနွမ်းနယ်မှုကိုဖြစ်စေနိုင်တော်လေ စွမ်းဆောင်ရည်ကမူမပြည့်စည်ပဲရှိနေပါလိမ့်မယ်။ယခင်ကဂျမ်းမာရေးပြဿနာများလက်လေပိုင်းပတ်ဝန်းကျင်တွင်ပြန်ပေါ်လာနိုင်တော့လေမစိုးဝါပါ။တို့တော့လေဖြစ်ပေါ်လာနိုင်သောအရာဒီအလိုက်ဂျမ်းမာရေးပြဿနာများကို သတိထားပါ။လာဤနောက်တစ်ဝက်ဒီဂျမ်းမာနေပြီးကြီးမားသောနာမကျန်းမှုများမရှိပါ။ကြံ့ခိုင်မှုနဲ့တကြွမှုဒီတိုးလာမည်ဖြစ်တော့လေမလိုလားအပ်တော်ဖိစီမှုများပေါ်ပေါက်လာနိုင်သောကြောင့်ဖိစီမှုအဆင့်ကိုထိန်းချုပ်ရန်အလုံးနှင်းဘဝကိုပုံမှုကောင်းမွန်စွာစီမံခန့်ခွဲရန်လိုအပ်ကြောင်းအလေးပေးဖော်ပြထားပါသည်။ ြန့်ခိုင်မှုအစဉ်ကိုရှင်းရှင်းလင်းလင်းနားလည်ခြင်းဖြင့်မိမိကိုယ်ကိုဂရုစိုက်ခြင်းနဲ့ချိုးတင်ကာကွယ်တော်ကျမ်းမာရေးစီမံခန့်ခွဲမှုကိုဦးစားပေး၍ဒုက္ခချမ်းသာကိုမြင့်တင်ရန်အတွက်လက်တွေ့ကျကျလှုပ်ဆောင်ပါငွေကြေးဗဏ္ဍာရေးဆိုင်ရာအကောင်အဆိုးများကိုဆက်လက်ပြောပြပေးလိုပါရခင်ဗျဒီလမှာမျောလင့်ထားသောကုန်ကြစည်းအများဖြင့်စတင်တော်လဲဝင်ငွေတိုးမြင့်ခြင်းလည်းရှိလာပါမယ်ချိုးတင်စီမံကိန်းဆွဲထားတော်လဲအားနည်းချက်များနဲ့ကြုံတွေ့ရနိုင်ပါတယ် ကြလေပိုင်းတွင်အရေးကြီးသောငွေကြေးကိစ္စများပေါ်လာမည်ဖြစ်တော့ကြောင်းအခွင့်အလမ်းများကိုအုံချရန်အတွက်အာရုံစိုက်ပါအကျွေးဟောင်းများကိုလည်းပြန်လည်ရရှိမည်ဖြစ်ပြီးပိမိနေတော့ငွေများပြန်ရနိုင်တယ်တို့တော့လည်းရှုပ်ထွေးတော့ဂျူတက်ရောက်မှုများကြောင့်မြေတို့မဟုတ်ပစ္စည်းဥစ္စာများတွင်ရင်းနှီးမြှုပ်နှံသည့်အခါဓာတိထားပါမိမိကိုယ်ကိုအလွန်အကျွံ့ယုံကြည်၍လှုပ်ဆောင်ခြင်းကိုရှောင်ခြင်းပါလာဤနောက်တွင်ရှုပ်ထွေးမှုများသည်ဗန္ဓာရေးစီမံကိန်းရေးဆွဲခြင်းကိုလွှမ်းမိုးနိုင်ပြီးအကျိုးဖြစ်သူမှုနှင့်ကျွမ်းကျင်မှုကိုထိခိုက်စေနိုင်ပါသည် ဤကာလမှာဗန္ဓာရေးအခြေအနေကိုအားကောင်းစေရန်နဲ့တင်းကျင်းစေရန်အတွက်ကြိုးစားအားထုတ်မှုလိုအပ်ပါတယ်။စိန်ခေါ်မှုများကိုကြော်လွှားရန်နဲ့အကျိုးအမြတ်များကိုအမြင့်ဆုံးရရှိစေရန်တတိရှိနေပါလိုက်လျောညှိထွေရှိပါဗန္ဓာရေးပန်းနိုင်များကိုရှင်းလင်းစွာတတ်မှတ်ပါလိုချင်သောအရာထက်လိုအပ်သောအရာများကိုဦးစားပေးပါလုံခြုံသောဗန္ဓာရေးအနာဂတ်အတွက်ဆုံးဖြတ်ချက်များကိုအတိညာဉ်ဖြင့်ချမှတ်ပါထို့ထို့ပြုလုပ်ခြင်းဖြင့်အတားအဆီးများကိုကြော်လွှားနိုင်မည်ဖြစ်ပြီး ုံမူတမ်းမှာပုံမူပညာရှိနဲ့ပုံမူခန္ဓာရည်ရှိသူအဖြစ်ပေါ်ထွက်လာပါလိမ့်မယ်။ဆက်လက်ပြီးအတက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ရာအကြောင်းအရာများကိုပြောပြပေးပါမယ်ခင်ဗျာ။လအစပိုင်းမှာတိတာထင်ရှားသောအောင်မြင်မှုကိုပြသနေပြီးအထူးသဖြင့်စီးပွားရေးလုပ်ငန်းရှင်များအတွက်ဖြစ်ပါတယ်။မိမိပန်းနိုင်များကိုရရှိရန်ယုံကြည်မှုပိုရှိလာပါလိမ့်မယ်။လုပ်ငန်းခွင်တွင်ကောင်းမွန်သောစိတ်ဓာတ်များပြည့်နေနေပါမယ်။လူတို့၏လိုအပ်ချက်များကိုထိုးထွင်းသိမြင်သောနားလည်မှုကဖောက်တဲ့ဝန်ဆောင်မှုနဲ့အရေးကြီးသောညှိနှိုင်းမှုများကိုမြင့်တင်ပေးပါလိမ့်မယ်။ လလယ်ပိုင်းမှာကြာရှည်စွာအစီအစဉ်ထားတော့အလောက်ကိုင်းတိုးတက်မှုဖြူဟာများကိုအကောင့်ထဲဖော်ရန်အတင့်တော်ဆုံးအချိန်ဖြစ်ပြီးစီးပွားရေးအခွင့်အလမ်းတင်များပေါ်ထွက်လာပါလိမ့်မယ်။လဤနောက်ပိုင်းမှာ project များအောင်မြင်လာမည်ဖြစ်တော့လေပြိုင်ဘက်များထက်တာလွန်စီရန်အတွက်မဟာဖြူဟာမြောက်စီမံကိန်းမျိုးရှိရန်လိုအပ်ပါတယ်။လကုံပိုင်းတွင်ရင်းနှီးထားသောလှုပ်ဖော်ကိုင်းဘက်များနှင့်ဆက်ဆံရေးတည်ဆောက်ရန်အတွက်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။နောက်ဆုံးအဆင့်ကိစ္စရပ်များကင်တွယ်ဆောင်ရွက်ရန်အတွက်အရေးကြီးပြီးဆိုင်းငံ့ထားသောပြဿနာများအတွက် လက်တွေ့ကြတော့ဖြည့်ရှင်းသည်များကိုရှာတွေ့ပါလိမ့်မယ်အခွင့်အလမ်းများကိုအုံချရန်နဲ့စိန်ခေါ်မှုများကိုကြော်လွှားရန်အာယုံစိုက်နေပါလိုက်လျောညီထွေရှိပါအခုနောက်ဆုံးမှာတော့ပညာရေးဆိုင်ရာအကြောင်းအရာများကို ပြောပြပေးပါမယ်ခင်ဗျာလအစမှာအနောက်ရှက်များပြင်းထန်သောပြိုင်ဆိုင်မှုများဖြင့်စတင်မှာဖြစ်ပြီးကိုရီးကိုရာအာယုံပြန့်လွင့်မှုများကိုကြော်လွှားရန်အာယုံဆူဆိုင်မှုနဲ့ခံနိုင်ရှိမှုလိုအပ်ပါတယ်အထက်လူကြီးများကထင်မြင်ယူဆချက်များကိုတံပိုးထားလာမည်ဖြစ်ပြီးစွမ်းရည်နဲ့အရေးချင်းများကို ပြတာခွင့်ရရှိစေမည်ဖြစ်တော်လဲလွန်ကဲသောယုံကြည်မှုမရှိစေရန်တတိထားပါပညာရေးလုပ်ငန်းများ၌ပြင်ဆင်မှုများတွင်အမားများမဖြစ်စေရန်အတွက်စိတ်တည်ငြိမ်ပြီးအာရုံစူးစိုက်နေပါတဖြည်းဖြည်းနှင့်တီထွင်ဆန်းတဲ့မှုတပြိုင်နက်တည်းအလုပ်များစွာလှုပ်ဆောင်နိုင်သောစွမ်းရည်ကိုပြတာရန်အခွင့်အလမ်းများပေါ်ထွက်လာမည်ဖြစ်ပြီးအောင်မြင်စွာကင်တွယ်နိုင်ပါလိမ့်မယ်ဒီလအတွက်ကတော့ဒီလောက်ပါပဲခင်ဗျာ ကျွန်တော်တို့ channel ကနေအခုလိုမျိုးယာတီကွင်အလိုက်ကောင်းခြင်းဆိုခြင်းများပြင်ဆောင်းရန်ရှောင်းရန်များကိုပါလာစဉ်လာတိုင်းအတွက်တင်ဆက်ပေးမှာဖြစ်လို့ကျေးဇူးပြုပြီးကျွန်တော်တို့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါရခင်ဗျချိန်ပေးပြီးနှားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါရခင်ဗျဘေးရန်ရဲ့ခင်ဗျစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံတော့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ